ားလုံးပဲမင်္ဂလာပါကျွန်တော် Cyber Cross ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီနေ့တော့ကျွန်တော်တို့ insufficient workflow validation ဆိုရဲ business logic manager တကူဆန်းကြည့်ကြမယ်ပေါ့နော် Okay ဟုတ်ပြီအဲ့တော့ဒီ lab မှာကသူက this lab make flaw assumption about the sequence of event in the purchasing workflow လို့သူပြောထားတယ်အဲဆိုလိုချင်တဲ့သဘောကကျွန်တော်တို့ဒီ purchasing လုပ်တဲ့အာဒီ flow မှာပေါ့နော်ပစ္စည်းဝယ်တဲ့နေရာမှာတဲ့သူက flaw assumption ဆိုတာကမှားယွင်းပြီးတော့အဲယူဆထားတဲ့ အယူဆမျိုးရှိရလို့ပြောရဲပေါ့နော် about the sequence of event ဆိုတော့သူသွားတဲ့ဒီ event ပေါ့နော်ပစ္စည်းဝယ်တဲ့ step by step မှာသူမှားယွင်းတဲ့ flaws တွေရှိနေတယ်လို့ပြောရဲပေါ့နော် so to solve the lab ဒီ lab ကိုဖြည့်ရှင်းမှုအတွက် exploit this flaw to find a lightweight leather jacket အဲ့တော့ lightweight leather jacket ကိုဝယ်ခြင်းဖြင့်ပေါ့နော်ဒီ arnage ကိုကျွန်တော် exploit လုပ်ပြပါလို့သူကပြောပြရဲပေါ့နော် โอเคပြောထားတယ်အဲ့တော့ကျွန်တော်တို့ကို account တစ်ခုပေးထားတယ် winner peter ဆိုတဲ့ account လေးပေးထားတယ်အဲ့တော့ကျွန်တော်တို့ဒီ account ကိုသုံးပြီးတော့အဲဒီ live weight leader jacket ကိုဝယ်ပြရမယ်ပေါ့เนาะအဲသူရဲ့အားနည်းချက်ကိုထောက်ပြီးတော့ပေါ့เนาะโอเคဟုတ်ပြီအဲ့တော့ကျွန်တော် ss lab လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့ခါကျရင်သူရဲ့ lab လေးပွင့်လာလိမ့်မယ်ပေါ့เนาะကျွန်တော် refresh လေးပြန်လုပ်လိုက်မယ်โอเคဒါဆိုကျွန်တော် time off ဖြစ်သွားပြီတင်ကျွန်တော်ပြန်ဖွင့်လိုက်မယ်เนาะ ss the lab โอเคဟုတ်ပြီ ခဏလေးစောင့်လိုက်မယ်เนาะဆိုတော့ကျွန်တော်ရဲ့ traffic တွေကိုကျွန်တော်က Fauzi Browse ရနေတစ်ဆင့် Babsi ရနေဖြတ်ပြီးသွားခိုင်းထားတယ်အဲ့တော့ကျွန်တော်ရဲ့ Babsi မှာတစ်ချက်ကြည့်ကြည့်ရအောင်အာ okay refresh ပြန်လိုက်မယ် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဆိုရင်အဲ့သူရဲ့ home page လေးတက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ traffic တွေအားလုံးကိုကျွန်တော် Babsi ရနေဖြတ်ပြီးတော့အဲသွားခိုင်းထားတယ်အဲ့တော့ Babsi ရဲ့မှာကျွန်တော်ရဲ့ traffic တွေကိုဒီမှာလာပြီးတော့အဲမြင်ရလိမ့်မယ်ပေါ့နော်ဒီထဲမှာဆိုကျွန်တော်တို့ဒီ lab နဲ့ပတ်သက်တဲ့ traffic layer ဒီ web security နဲ့ပတ်သက်တဲ့ traffic layer ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအတချက် monitoring လုပ်လို့ရတယ် filter လုပ်ချင်လဲ filter လုပ်လိုက်လို့ရတယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကိုသူက account တစ်ခုပေးထားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ account နဲ့အရင်ဆုံးအဝင်ကြည့်ကြမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ wire လေးကို copy ကိုလိုက်မယ်ပြီးွားရင်ကျွန်တော်တို့ lab ထဲက my account ဆိုတဲ့ထဲကိုကျွန်တော်သွားလိုက်မယ် okay ဒီမှာကျွန်တော် username ကိုထည့်မယ် password က peter နော် Okay so ကျွန်တော်တို့ login ဝင်လိုက်တဲ့အချိန်မှာသူကဘာလာပြောလဲဆိုတော့နော်ကျွန်တော်တို့မှာ store credit တရားရှိတယ်လို့ပြောတယ်ပေါ့နော် store credit တရားရှိတယ်အဲ့တော့ဒီ lab ကအဓိကရည်ရွယ်ချက်ကသူက lightweight leather jacket ကိုဝယ်ပြပါလို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီ lightweight leather jacket ကိုဝယ်ဖို့အတွက်ဒီ home နဲ့ကိုသွားလိုက်မယ်ပြီးရတဲ့ခါကျရင်ဒီမှာသူပြောတဲ့ ီ jacket ပေါ့နော်ဆိုရဲကောင်ကျွန်တော်တို့ CD တွေကိုကြည့်လိုက်မယ်ဆိုတော့သူရဲ့ price က1300ကျော်ပေါ့နော်ဆို1337အဲ့တော့ကျွန်တော်တို့မှာက credit card တရားပဲရှိတယ်ပေါ့အဲ့တော့ဒီတိုင်းကတော့ကျွန်တော်ဝယ်လို့မရဘူးအဲ့တော့သူရဲ့ manager ကိုတစ်ချက် like share ကြည့်မယ်ပေါ့နော် okay ဒီမှာကျွန်တော်တို့ add to cart ဆိုတဲ့ features လေးရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့လို add to cart ထဲနှိပ်လိုက်မယ်အဲ့တော့ပုံမှန်တိုင်းကျွန်တော်တို့အာ online เนาะပစ္စည်းဝယ်တဲ့ခါကျရင်သွားတဲ့ဒီ flow ပုံစံမျိုးပေါ့เนาะကျွန်တော်တို့ရဲ့ဒီ cart ထဲကိုထည့်လိုက်မယ် ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ကတည်းကမာကူနာကပြောရဲဒီ leather jacket လေးဝင်လာတယ်ပေါ့နော်1300ကျော်လေးပေါ့โอเคအဲ့တော့အဲကျွန်တော်တို့မှာ credit ကတရားပဲရှိတယ်အဲ့တော့ဒီတိုင်းပုံမှန်တိုင်း place order နှိပ်ကြည့်လိုက်မယ်ပေါ့နော်โอเคဒီဘက်မှာလည်း traffic လေးတက်လာတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ပုံမှန်တိုင်းဒီ traffic ကိုเนาะကျွန်တော်တို့ဒီဝယ်ကြည့်လိုက်တဲ့အခါမှာသူက bar traffic တက်လဲဆိုတော့ဒီမှာ insufficient fan ဆိုရဲအာ traffic leader လာတယ်ဒီမှာလည်းသူပြောထားတယ် not enough store credit for this purchase တဲ့အဲ့တော့ကျွန်တော်ဒီဟာဝယ်ဖို့အတွက်လုံလောက်တဲ့အာ credit မရှိဘူးပေါ့နော် okay အဲ့တော့ကျွန်တော်တို့အာတခြားဒီဝယ်လို့ရတဲ့ product ကိုအရင်ဆုံးစောင်းဝယ်ကြည့်လိုက်မယ်ပေါ့နော်နည်းနည်းလေးသူရဲ့ traffic အသွားလောင်းမျိုးလုံးနဲ့မြင်အောင်ပေါ့အဲ့တော့ဒီမှာဆိုရင်သူက28.78ဆိုရဲ um product လေးတစ်ခုရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ view detail လုပ်လိုက်မယ် ပြီးရတဲ့ခါကျရင်ဒီ light bulb လေးပေါ့နော်ဆိုဒီ light bulb လေးကိုကျွန်တော်တို့ဆန်းပြီးတော့ article ထဲထည့်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ cutter ကိုပြန်သွားမယ်အဲဒီမှာတော့ကျွန်တော်တို့ဒီ leather jacket ကိုခဏ remove လုပ်လိုက်မယ်ပေါ့နော် remove လုပ်ပြီးတော့ဒီ light bulb လေးကိုပဲကျွန်တော်ဆန်းပြီးတော့ဝယ်ကြည့်လိုက်မယ်အဲ့တော့ဟို successful ဖြစ်သွားတဲ့ purchase တစ်ခုကဘယ်လိုမျိုး traffic တွေလာလဲဆိုတော့ကျွန်တော်အနေနဲ့အဲကြည့်လို့ရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော် play store နေလိုက်မယ် play ဆိုတာနေတဲ့ခါကျရင်သူကဒီမှာ your order is on the way လို့ပြောရဲကျွန်တော်တို့တွေက credit ကိုနှုတ်သွားပြီပေါ့နော်ဒီ28စာလေးနှုတ်သွားပြီ okay အဲ့တော့ဝယ်လို့ successful ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ traffic လေးကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ပေါ့နော် traffic လေးတစ်ချက်ကြည့်ကြည့်အောင် okay ကျွန်တော်ဒီ font လေးနည်းနည်းပြန်ပြင်လိုက်မယ်အဲ့တော့ကျွန်တော်တို့ user interface ထဲသွားလိုက်မယ် message editor ကျွန်တော်28လောက်ထားလိုက်မယ် okay ဟုတ်ပြီ okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ ဘာရှိလဲဆိုတော့အာဒီ traffic လေးတွေပေါ့နော် web security အာ academy နဲ့ပတ်သက်တဲ့ traffic လေးတော့ကျွန်တော်အဲ့ဒါကိုတခြား folder လုပ်လိုက်မယ်နော်နည်းနည်းလေးတခြား traffic တွေပါနေတော့ရောနေမှာဆိုတော့ okay အဲ့တော့ကျွန်တော် folder လုပ်လိုက်မယ်နောက်တစ်ခါမှာကျွန်တော်ဘာမြင်ရလဲဆိုတော့ခုနကကျွန်တော်တို့သွားခဲ့တဲ့အာ flow လေးပေါ့နော်ပထမဆုံးကျွန်တော်တို့ကဒီ product လေးကိုเนาะဒီ leather jacket product လေးပေါ့နော်ဒီမှာကတော့ product 1ဆိုတော့ကျွန်တော်တို့အခုန leather jacket ဝယ်ခဲ့တော့ဟာလေးပေါ့နော်ဆော်ရလေးကိုကျွန်တော်ကတ်ထည့်ထည့်တယ်အဲပြီးကတ်ရရောက်သွားတဲ့အခါမှာကျွန်တော်တို့ကတ်ကိုခေါ်ပြီးတော့ကြည့်လို့ရတယ်ဘာတွေပါလဲပေါ့နော်ပြီးသွားရင် check out လုပ်တယ်ဒါကျွန်တော်တို့သွားတဲ့ process ပေါ့နော် okay အဲ့တော့အဲ့ဒီပြီးသွားတဲ့အခါမှာကျွန်တော်တို့ leather jacket ကအဆင်မပြေတဲ့အတွက်ကြောင့်ကျွန်တော်နောက်ထပ် product တစ်ခုကိုပြောင်းပြီးတော့ cart ထည့်ထည့်တယ်ပေါ့နော်ထည့်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီဝယ်လိုက်တယ်ပေါ့နော်ဝယ်လိုက်တော့သူကဟိုဒီ order confirmation လာတယ်ပေါ့နော် order confirmation လာတယ်အဲ့တော့ အဲဒီမှာကျွန်တော်ထည့်တဲ့ product လေးကဒီ product 3ပေါ့နော်ခုနကဒီ leather jacket ဆိုတဲ့ product လေးကတော့ကျွန်တော်ထင်နေတာ remove လုပ်လိုက်တဲ့ဟာပေါ့နော်ကျွန်တော် remove လုပ်တဲ့ step လေးတစ်ခုလည်းပါသေးရဲ့ဆိုတော့အဲဒီမှာပြောရ minus 1ပေါ့နော်အဲ့တော့ဒီ traffic တွေကတော့ leather jacket ကိုပြန်ထုတ်တဲ့ traffic ဒီရောက်ကဟာလေးကတော့ကျွန်တော် product ဒီ light bud product လေးကျွန်တော် well when i ne ပေါ့နော်ကျွန်တော်တက်နိုင်တဲ့ product လေးကိုထည့်တဲ့ traffic ပေါ့နော် so right view ရတဲ့ခါမှာကျွန်တော်ဒီ confirmation ပေါ့နော် confirmation ဆိုတော့ well လို့ success ဖြစ်သွားတဲ့ traffic ပေါ့နော်အဲဒီမှာဆိုရင်သူက product ကိုဝယ်ပြီးရတဲ့ခါကျရင်အဲ့ဒီ product ကဒီဝယ်လို့ရလိုက်လားမရလိုက်လားဆိုတော့သူကဘာနဲ့ confirm လုပ်လဲဆိုတော့တဲ့ဒီ end point ကြီးပေါ့နော် order confirm equal to true ဆိုတော့ဒီ request လေးကိုကျွန်တော်ပို့လိုက်ပြီးဆိုရင်ကျွန်တော်ရဲ့အာဒီဝယ်လိုက်တဲ့ purchase က confirm ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ရဲ့စီကပတ်စံဖြတ်သွားတယ်အဲ့တော့ဒီနေရာမှာဆိုရင်တခြား bro တခြားဒီ traffic တွေပေါ့နော်တခြား traffic တွေကတော့ပုံမှန်ပဲကျွန်တော်ပစ္စည်းဝယ်တဲ့ traffic တွေကလည်းပုံမှန်ပဲ ဲ့တော့ဘာလေးတစ်ခုပို့ပါလာလဲဆိုတော့သူ့ရဲ့ဒီ step လေးတစ်ခုပေါ့နော်ဒီ order confirm လုပ်တဲ့ step လေးပေါ့ဒီ step လေးကနည်းနည်းလေးအဲစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အမှန်ဆိုရင်အဲကျွန်တော် order confirm လုပ်တာဒီ step ကဒီ server batch ကနေလောက်ရမယ်ဟာပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီမှာဆိုရင် client ဒီ browser ကနေပြီးလှမ်းပြီးတော့အဲ confirm လုပ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီ confirmation လေးကိုကျွန်တော်စိတ်ကြိုက်ပို့လို့ရလား။တစ်ချက်ဆန်းကြည့်ရမယ်ပေါ့နော်။ တော့ကျွန်တော် repeater လေးကိုသွားလိုက်မယ်။သွားပြီးဒီ confirm လေးကိုကျွန်တော်တို့ဒီတိုင်းပဲထားလိုက်မယ်။ထားပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ website ထဲပြန်သွားမယ်။သွားပြောတဲ့အခါကျရင်เนาะကျွန်တော်တို့ဝယ်ခြင်းနဲ့ပေါ့နော်ဒီ jacket လေးပေါ့။အာလီလက်တာ jacket လေးပေါ့နော်။ sorry jacket လေးကျွန်တော်တို့နှိပ်လိုက်မယ်။နှိပ်ပြီးတော့ကျွန်တော် add to cart ကိုရွေးမယ်။ရွေးပြီးရင်ထုံးစံတိုင်း cart ထဲကိုပြန်သွားမယ်။ဒီနေရာမှာကျွန်တော်တို့မဝယ်သေးဘူး။နော်မဝယ်သေးဘဲနဲ့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီ order confirm ဆိုတဲ့ request လေးပေါ့နော်ဆိုတော့ဝယ်တဲ့အခါကျရင်ကျွန်တော်ဝယ်လို့ရမှာမဟုတ်ဘူး credit ကမလောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဝယ်တဲ့ step ကိုဒီ confirm လုပ်တဲ့ step ကိုကျွန်တော်ကြော်ပြီးတော့အဲ့ဒါပြီးရင်လာတဲ့ဒီ order confirmation true ဆိုတဲ့ request လေးပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်စမ်းကြည့်လိုက်အောင် okay အဲ့တော့ဒီမှာဆိုရင်သူက200 OK လို့ပြောတယ်ပေါ့နော်အဲ့တော့အစင်တော့ပြေသွားတယ်ဘာဆက်ဖြစ်လဲကျွန်တော်တစ်ချက်ကြည့်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဒီမှာဆိုရင် your order is on the way ဆိုတော့ကျွန်တော်တို့ဒီမှားလို့ရသွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာ refresh ကျွန်တော်ပြန်လုပ်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ cut ထဲမှာဘာမှမရှိတော့ဘူးကျွန်တော်ပစ္စည်းကိုမှားလို့ရသွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် lab လည်းဖြည့်ရှင်းပြီးသားဖြစ်သွားပြီနော်အဲ့တော့ဒီမှာသူ့ရဲ့အဓိကအားနည်းချက်ကဘာလဲဆိုတော့ ကျွန်တော်တို့ပတ်စံလောက်မလောက်ကျွန်တော်တို့ order ကကအဆင်ပြေမပြေကိုဒီ server batch ကအာဒီအကုန်လုံး server batch ကဆုံးဖြတ်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာအဲဒီ request လေးတစ်ခုရှိတယ်ဒီ request လေးကကျွန်တော်ရဲ့ order ကြီးအကုန်လုံး confirm ဖြစ်တယ်ဆိုတော့အဲ request လေးပေါ့နော်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့ဘက်ကနေပြီးတော့ဒီ request ကိုပို့လို့ရတယ်ပို့ပြီးတော့ confirm လုပ်လို့ရတယ်။အကောင့်နဲ့ကိုပြန်ပြီးတော့ confirm လုပ်လို့ရတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။အမှန်ဆိုရင်ဒါကတော့အဲ server batch မှာပဲဆေးရမှာ။ဒါပေမဲ့ကျွန်တော်တို့ဘက်ကလမ်းပြီးတော့ကို အော်တော့ကိုကကိုအာ okay confirm လုပ်တယ်ဝယ်လို့ရတယ်ဆိုပြီးကိုကကိုပြန်ပြီးတော့เนาะကျွန်တော်တို့ဒီအာဒီ order confirm ပြန်ပြီးတော့လုပ်လို့ရတယ်လို့ဖြစ်နေတယ်ပေါ့เนาะအဲ့တော့တခြား step တွေမလိုတော့ဘူးကိုကကိုပြန်ပြီး confirm လုပ်ပြီးတော့ပစ္စည်းမာလိုက်တယ်လောက်တိုင်းမလောက်တာတွေကိုခဏထားလိုက်ပေါ့เนาะဆိုတော့အဲ့လိုပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ unbox ကိုသူမကြည့်တော့ဘူးတန်းပြီးတော့ confirm ပေးလိုက်တယ်ပေါ့เนาะ okay ဟုတ်ပြီเนาะအဲ့တော့ဒီ lab လေးကတော့ဒါလေးပါပဲအဲ့တော့အဓိကကတော့အဲ့ဒီသူ့ရဲ့ဒီ business logic မှာရှိတဲ့ analogy လေးကိုအဲထောက်ပြီးတော့ကျွန်တော်ရဲ့ဒီ အော်ဒါလေးတစ်ခုကိုကျွန်တော်တို့ဒီအမောက်များတဲ့အော်ဒါလေးတစ်ခုပေါ့နော်ဆိုတော့ဝယ်လို့မရတဲ့အော်ဒါလေးတစ်ခုကိုဝယ်လို့ရအောင်ကျွန်တော်စူးစမ်းကြည့်တယ်ပုံစံလေးပေါ့နော်โอเคสออารมณ์แม้นาเลยเบลุเหมียวเล่นบ่อะเดี๋ยวดิเกลุเมยเสียชินเลยจนเมยวาลุยาบ่ได้เปียนะอารมณ์เอ่อซอรี่จีเปียด้วยเจซุติดบ่ได้